အင်္ဂွေရှုံးပွဲတွေကြုံတွေ့ခဲ့ကြတဲ့ Europa League Final ကဆရာကြီးနဲ့တင်ဒီနေ့မှာတော့မင်းချန်ကကစားခဲ့ကြတဲ့ Premier League ပွဲစဉ်မှာ Europa League Final မှာတွေ့ကြမဲ့ Manchester United တင်းနဲ့ Tottenham Hotspur တင်းတွေရဲ့ Premier League ရှုံးပွဲတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့တင်းရဲ့ရလဒ်တွေကတော့တော်တော်လေးကိုအားအသင်းစရာကောင်းခဲ့ပါတယ်။အသင်းစလုံးက Europa League Final ရဲ့အတွက်ခြေစောင်းကောင်းနေပြသမယ်လို့အားခက်ထားကြပါမယ်။မင်းချန်က Premier League ပွဲစဉ်တွေမှာတော့အင်္ဂွေမှာအသီးသီးရှုံးနေခဲ့ကြပါတယ်။ Manchester United ကအင်္ဂွေမှာဝဟန်းကိုငကိုကိုမရှိနဲ့ရှုံးနေခဲ့တယ်လို့ ော်ဒီယန်စပါတင်းကလည်းအင်ကွေးမှာပဲခရစ်စတယ်ဘဲလေးကိုငကိုးကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်။အောင်းစီကကောင်းတာကတတင်းစလုံးအင်ကွေးမှာဂိုးမသွင်းနိုင်တဲ့အပြင်ဂျာလက်ကလည်းငကိုးကိုမရှိနဲ့အတူတူဖြစ်နေခဲ့တာပါ။ဒါကြောင့်လည်းပရီးမီးယားလိရဲ့ဒန်းဆင်းဆုံးနားထီရောက်ရှိနေတဲ့ဒီနေ့တင်းရဲ့အခြေအနေကိုကြည့်ပြီးပရီးဒတ်တီကယူရိုပါလိဖိုင်နယ်မှာရောဘလို့ဒီကစားကြမလဲဆိုပြီးစိုးရိမ်နေကြပါတယ်။ဒါပေမဲ့စပါတင်းနီးပြပိုစတီကိုဂလူးကတော့မရင်းညကပွဲမှာအရင်ကစားသမားတွေနဲ့သာပွဲထွက်ခဲ့ကြပြီးဒါပေမဲ့ရေးပါတဲ့ယူရိုပါလိဖိုင်နယ်အတွက်အဓိကကစားသမားတွေကိုချန်လိုက်ခဲ့တာပဲဖြစ်ပါတယ်။ တဖက်မှာတော့ Manchester United နီးပါ Ruben Amorim ကအဓိကကစားသမားအများပြားနဲ့ပွဲထွက်ခဲ့ပေမဲ့ချုံနေခဲ့တဲ့အပြင်နောက်ကလူငယ်ကစားသမားလေး Lini Yoro ကတန်ရာရရှိသွားခဲ့တာကြောင့် Europa League Final အတွက်နောက်တန်းအင်အားကစိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။ Premier League မှာရုန်းကန်နေရတဲ့ဒီနေ့တင်းဟာ Europa League Flag ကိုရယူဖို့အတွက်အကောင်းဆုံးကြိုးစားသွားမယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့မင်းညားကရလက်တွေကတော့သူတို့ရဲ့လက်ရှိခြေချောင်းကမေကုံထုတ်စရာဖြစ်နေပါတယ်။ဒါကြောင့် Europa League Final မှာ Manchester United နဲ့ Tottenham Hotspur တို့ဘယ်လိုခြေချောင်းနဲ့ပြသကြမလဲ။ဘယ်တင်းက Europa League Champion ဖြစ်သွားမလဲဆိုတာကတော့စိတ်ဝင်စားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ i que tenha a maior quantidade.